်မင်္ဂလာပါရှင်2025ခုနှစ်မလာတတရဆယ်ပတ်အတွက်မူလဝတ္တနယ်ဇလားဗေဒခန့်မှန်းချက်များကိုနေပြည်တော်မူလဝတ္တနယ်ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်မင်္ဂလာပြည်လော်အချိန်ဒီမှာကပ်ပလီပြည်လော်တောင်ပိုင်းနဲ့မင်္ဂလာပြည်လော်တောင်ပိုင်းတို့မှာတိမ်တိမ်တိမ်ဖြစ်ထွန်းနိုင်ပြီးကပ်ပလီပြည်နယ်ပြည်မြောက်ပိုင်းနဲ့ကြံမင်္ဂလာပြည်လော်တို့မှာတိမ်နှဲငယ်ဖြစ်ထွန်းနိုင်ပါတယ်မိုးရွာသွန်းမှုချိန်ဒီခန့်မှန်းချက်များအနေနဲ့ကတော့ ကချင်ပြည်နယ်မှာရွာသွင်းမြေထက်ပိုနိုင်ပြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရှမ်းပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာရွာသွင်းမြေခန့်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာရွာသွင်းမြေအောင်ယွန်းနေနိုင်ကမူးတစ်ချုံရွာနိုင်ပါတယ်မိုးရွာရဲများအနေနဲ့ကလည်းကချင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ လေးရမ6ရက်ခန့်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရှမ်းပြည်နယ် ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနှစ်ရက်မှသုံးရက်ခန့်နဲ့ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊အေရဝီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးရှေ့ပိုင်းနဲ့ကယားပြည်နယ်တို့မှာတရက်ခန့်မိုးထချုံရွာနိုင်ပြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနေပြည်တော်နဲ့ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းတို့မှာတိမ်အင်းတိတိဖြစ်ထွန်းနိုင်ပါတယ်။နေဘူးချင်းအခြေအနေများမှာ ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေဝီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမလပုံမှန်ဘူးချင်းရဲ့တိတသမ5ဒီဂရီဆက်စီယက်နဲ့အထက်ပိုနိုင်ပြီးရခိုင်ပြည်နယ်ချင်းပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်း အရှေ့ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမလာရဲ့ပုံမှန်ပူချိန်ခန့်သာရှိနိုင်ပါတယ်။မြို့ချင်းတွေခမန်းချက်များအနည်းငယ်ကတော့အေယာဝီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ၅ရက်မှ၈ရက်ခန့်ရခိုင်ပြည်နယ်၊ချင်းပြည်နယ်၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်မန္တလေးတိုင်းဒေသကြီးနဲ့နေပြည်တော်တို့မှာ၂ရက်မှ၄ရက်ခန့်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတရက်ခန့်နှစ်နှစ်ပိုင်းမှာမြူတူများဆိုင်နိုင်ပါတယ်။မြင့်ရီချင်းနေခမ်းမန်းချက်များအနည်းငယ်ကတော့2025ခုနှစ်မလာတရက်ဆယ်ပတ်အတွင်းအေအော်ရီမြင့်ရီဟာ မြကြီးနာမျိုး၊ဗမော်မျိုး၊ရွှေကူမျိုးတို့မှာ၃ပေမှ၄ပေခွဲကန်လက်ရှိမှန်များအောင်ကြဆင်းလာနိုင်ပြီးကတားမျိုး၊တပိတ်ချင်းမျိုး၊မန္တလေးမျိုး၊စကိုင်းမျိုး၊မြင်းမူမျိုး၊ပခုတ်ကူမျိုး၊ညောင်ဦးမျိုး၊ချောင်းမျိုး မင်းဘူးမျိုးမကွေးမျိုးအောင်လံမျိုးပြီးမျိုးစိတ်သားမျိုးဟင်းသရာမျိုးနဲ့ဇလွန်မျိုးတို့မှာနှစ်ပေမှလေးပေခန့်လက်ရှိမများချက်မြင့်တက်လာနိုင်ပါတယ်ချင်းတွင်းမြေဟာခန်းဒီမျိုးဟုံးမလင်းမျိုးဖောင်းပြင်းမျိုးမော်လိုက်မျိုးကလေးဝါမျိုးမင်းခင်းမျိုးကန်ဒီမျိုးနဲ့မုံရမျိုးတို့မှာပေဝမတပီခွဲကလက်ရှိမများအထက်မြင့်တက်လာနိုင်ပါတယ် ုထောင်ရီမြေယာရွှေဆိုင်ရံမှာပေဝက်ခန့်နဲ့မြင့်ငယ်မြို့မှာတုံးပေခန့်စစ်တောင်းမြေဟာတောင်ငူမြို့နဲ့မထောင်မြို့တို့မှာပေဝက်ခန့်စီတန်လွင်မြေဟာဖအံမြို့မှာတပေခန့်တောင်ရင်မြေဟာမြောက်ရီမြို့မှာသုံးလမခန့်ငဝင်မြေဟာငတိုင်းချောင်းမြို့နဲ့တာပေါင်းမြို့တို့မှာပေဝက်ခန့်စီဘီလင်းမြေဟာဘီလင်းမြို့မှာပေဝက်ခန့်လက်ရှိမြမများထက်မြင့်တက်လာနိုင်ပြီး မြေတာမြေယာကလေးမျိုးမှာ သုံးလမ်းမခန့်ဒေါထောင်ဒီမြေယာတီဘောမျိုးမှာသုံးလမ်းမခန့်ရွှေချင်းမြေယာရွှေချင်းမျိုးမှာသုံးလမ်းမခန့်ပကိုးမြေယာဇောင်းတူမျိုးမှာ ပေဝက်ခန့်နဲ့ပကိုးမျိုးမှာနှစ်ပေခန့်ငဝင်မြေယာပသိမ်မျိုးမှာ တပေခွဲခန့်တူးမြေယာမအူပေမျိုးမှာတပေခွဲခန့်လက်ရှိမမြအောင်ကြာဆင်းလာနိုင်ပါတယ် အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလဲနှစ်နာရီချိန်ထုတ်ပြန်တဲ့မိုးလီဝတာနဲ့ဇလားဗေဒသတင်းများနဲ့2025ခုနှစ်မလာတတိယဆယ်ပတ်အတွက်မိုးလီဝတာနဲ့ဇလားဗေဒအခမ်းအနှံချက်များပဲဖြစ်ပါတယ်။ကိုစိတ်နှပြအကျမ်းမှာချမ်းသာကြပါသေးရှင်။